လင်းရှိပြင်ကြီးများသို့မဟုတ်ခန်းစစ်ပြင်အာဆင်နယ် History always repeat is set တယ်ဗျာတမိုင်းဆိုတာအမြဲတုလို့လို့တစ်ပတ်ပြန်လဲမြဲပဲဆိုတဲ့အဓိပ္ပာယ်ပြည်မြလိတမိုင်းမှာဒုတိယ30ရပြီးမှ400ဒီမြောက်မှာအမှတ်ပေးချန်ပီယံဖြစ်ဘူးလားဆိုလို့အသင်းနဲ့ရှိခဲ့ဘူးပါအဲ့ဒါလဲအာဆင်နယ်အသင်းမှာ2001 2002ခုနှစ်ရာသီမှာဒီပြအစဝင်ကလက်ထက်ဒီလိုပဲရှိ300ဒီဆက်ဒုတိယကြီးရပြီးမှ400ဒီမြောက်မှာချန်ပီယံဆူပလာရခဲ့တာပါ ဒါဆိုအခုအာတီတာလက်ထက်ရှေ့300တိဆက်ဒုရနေရာကြီးရခဲ့တော့သမိုင်းဆိုတာတကြောပြန်လို့တထက်တဲကြသမဲဆိုတဲ့စကားအရနေရာဒီအာဆနယ်22နှစ်ကြာဆောင်းဆိုင်ခဲ့ရတဲ့မှတ်ပေးချန်ပီယံဆူကြီးပိုင်ပိုင်ရမယ်လို့ကျူဟော့ဂင်ထုတ်လိုက်ရုံပါပဲ2003 2004ခုနှစ်မှာအာဆနယ်အသင်းရှုံးဝဲမရှိစံချိန်နဲ့ရွှေဖလားရခဲ့တာနောက်ဆုံးသောအမှတ်ပေးချန်ပီယံဆုပါအဲ့ဒီနောက်ပိုင်းဝင်းကားလက်ထက်မှာလည်းအသင်းကကြဆင်းနောက်နီးပြဆက်ဆက်မှာလဲချန်ပီယံပြန်ဖြစ်နိုင်တာကဏ္ဍတွေရဲ့တွေးကိုပွက်ပွက်ဆူဆူခဲ့ပါ see a team. I don't see a team that wants to play in the Champions League. You want to play in the Champions League? Play to play in the Champions League. and they said to you to you to you and everyone မင်းတို့သူတို့သွေးတွေဟာချမ်မီယံစုပလာကြီးကင်မြောင်းရင်တိုးချအောင်ပွဲခံဖို့တင့်ဖြစ်နေကြပါပြီဒီလိုပြောလို့ယာဒီကစတာအခုမှပွဲနဲ့30ပဲရှိသေးတော့မပူနဲ့ပြောချင်လဲပြောပါဒါပေမဲ့မန်စီးတီးကို6မှတ်ဖြတ်ပြီးဇယားထိတ်ဥဆောင်နေရမှာ ပေးဝါ3ခုပဲရှိသေးပြီးတော့ဂိုးကွာချာချက်ကအပေါင်း15ခုရှိနေတာလောက်နဲ့ပဲတက်လာနိုင်စရာပြိုင်ဘက်မရှိတော့လောက်ဘူးလို့ပြန်ခြေပနိုင်ရောက်ပါတယ်ပြောရရင်အာတီတာရဲ့ချန်ပီယံဖြစ်ကိုဖြစ်စေရမယ်ဆိုတဲ့တန်တိတ်တန်နဲ့ဒီယာဒီအသင်းကစားပုံကအရင်အာဆင်နယ်လိုလှပညံ့ညောလုံးနဲ့တိုက်စစ်ကစားပုံရက်တောက်မပေးစွမ်းနိုင်လဲပွဲသိခင်ရမဟုတ်ရင်အနိုင်သုံးမှတ်အိတ်တဲထက်ပြန်ယုံမဲဆိုတာမြင်သာနေပါပြီခစစ်ကစားပုံကဘလောက်များလုံတယ်လဲဆို ပေးခဲ့ရတဲ့၃ဂိုးမှာတကိုးပဲ open play ကပေးထားရတာပါမက်ဆီရဲ့ဟာလန်သွင်းတဲ့ဂိုးပါနောက်၂ဂိုးကလီဗာပူးနဲ့ယူကာဆယ်ကိုပေးခဲ့ရတဲ့ဂိုးတွေဖြစ်ပြီးတော့၂ဂိုးလုံးကစပီတွေကနေပေးခဲ့ရတာဖြစ်လို့ဒီလိုခံစစ်ကိုဘလောက်ကောင်းတဲ့တိုက်စစ်တွေကချိုးဖြတ်နိုင်မလဲဆိုပြီးကြွကြွရဲကြပြီလေအာဆင်နယ်နောက်ဆုံးပေးလိုက်ရတဲ့ဂိုးကယူကာဆယ်စက်တင်ဘာ28ရက်ကစင်ကြီးဘက်ကွင်းမှာနှစ်ဂိုးတစ်ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲကဘူတီမိတ်သွင်းတဲ့ဂိုးပါပဲဂျာရက်ကချက်နိုင်ငံပရမီယာမှာ ာဆင်နယ်ဟာစလာဘီယာပရနဲ့ချန်ပီယံလိပွဲစဉ်၄ကစားတော့သုံးဖို့ဂိုးမရှိဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်။ချန်ပီယံဖြစ်ချင်တဲ့အသင်းဆိုတာစံချိန်တွေကသူ့လိုလိုတိုးပြီးရင်တိုးနေတာမျိုးလို့ကျွဲရမလား။ဒီပွဲနိုင်ဟာအာဆင်နယ်အတွက်၁၀ပွဲဆက်နိုင်ပါ။အာဒီရာဟာအာဆင်နယ်အသင်းကိုနီးပြတဲ့တခြားပထမဆုံး၁၀ပွဲဆက်နိုင်တာလည်းဖြစ်တယ်။နောက်18ဩဂလနဲ့အော်တိုဘာလာကြာခုနိုင်အမရီတင်ခဲ့တဲ့အာဆင်နယ်အတွက်ဆက်ပွဲဆက်အနိုင်စံချိန်ကိုလိုက်မိဖို့ကလည်းဒါမဲ့စနေဆန်နာလန်နဲ့ပွဲနိုင်ရပြီ အင်္ဂလန်မှာပွဲဆက်အများဆုံးပေးကိုမရှိစံချိန်တင်ထားတဲ့လဘာဘူးရဲ့2005-2006ရာသီကဆတပွဲဆက်ဂိုးမပေးရတဲ့စံချိန်ကိုလိုက်မိဖို့ကလည်းသုံးပွဲပဲလိုတော့တယ်။ဒီချိန်သမားအသင်းနေနဲ့ရှင်ပြီးကျွယ်နေလို့သိမ့်မကောင်းတော့ပါဘူး။အာဆင်နယ်အသင်းတက်တန်းသမိုင်းက138နေရှိပါပြီ။အာဆင်နယ်၈ပွဲဆက်ပေးကိုမရှိနိုင်တော့1988ခုနှစ်ကနီးပြဂျော့ဂရင်ဟန်လက်ထက်8ပွဲဆက်ပေးကိုမရှိကစားနိုင်ခဲ့တဲ့စံချိန်ကိုချွတ်ပြတ်နိုင်နေတယ်။ အင်္ဂလန်ဘောလုံးသမိုင်းမှာအခုလိုရှစ်ပွဲဆက်ပေးကွန်းမရှိအနိုင်ကစားထားနိုင်တာဆိုလို့1920ပြည့်နှစ်ကလပါဘူးနဲ့1889ခုနှစ်ကပရက်စတန်နော့အန်နှစ်သင်းပဲရှိဘူးတယ်။ရာစုနှစ်နဲ့နှိုင်းရင်တော့အင်္ဂလန်မှာဘေးအသင်းမှနှစ်တရာအတွင်းရှစ်ပွဲဆက်ပေးကွန်းမရှိအနိုင်ကစားထားနိုင်ကြတာမရှိဘူး။ဒါညင်းမရတဲ့မှတ်တမ်းတွေပါ။ခမရလိလေးဝဲကစားပြီးမှပေးကွန်းလုံးဝမရှိသေးပဲလေးဝဲသလုံးနိုင်ခဲ့ပြန်တော့လေ။အင်္ဂလန်သင်းတွေထဲမှာဒီလိုစွမ်းနိုင်တာ1969 80ခုနှစ်တုန်းကလီတသင်းပဲရှိခဲ့ဘူးလေ။ အာဆင်နယ်ခန်းစစ်နဲ့ဂိုးသမားဒေးဗစ်ရာရာကိုကြော်ပြီးတော့အာဆင်နယ်ဂိုးပိုင်နဲ့ဘောလုံးမိတ်ဆက်မပေးနိုင်ကြတာအခုဆိုပွဲကစားချိန်12နာရီနဲ့56မိနစ်ရှိနေပြီကိုကိုကွန်နဲ့ပဲနှိုင်းရရင်အာဆင်နယ်သမိုင်းမှာဒီလိုရှစ်ပွဲဆက်ပေးဖို့မရှိနိုင်ခဲ့တာ1903ခုနှစ်ကအင်္ဂလန်ဒုတိယတန်း200တီကြားဧပြီနဲ့အောက်တိုဘာကြားမှာကစားခဲ့တဲ့ရှစ်ပွဲမှာပေးဖို့မရှိနိုင်ခဲ့မှုနဲ့ထပ်တူကျသွားတယ်အဲ့ဒီတော့ကအာဆင်နယ်အသင်းရဲ့လိုတော်နာမည်မရှိသေးပဲ Woolwich Arsenal လို့ပဲခေါ်ကြသေးချိန်မှာ အခုအာတီတာလက်ထက်ရှစ်ပွဲဆက် ပေးကူးမရှိအနိုင်မှာပြိုင်ဘက်တွေကိုဂိုးတက်ကန်ဝင်ပေးတဲ့ရှော့န်တာဂက်မှတ်တမ်းက12ကြိမ်ပဲဆိုတော့၃ဂိုးပဲပေးရတာလဲစမ်းမနေဘူးပေါ့အာဆနယ်ဂိုးပေါက်ကိုတလောက်လုံးကြုံစေတဲ့အဓိကဂိုးသမားစပိန်သားဒေးဗစ်ရာရာကလည်းနည်းနည်းရရဂိုးသမားမဟုတ်ပါဘူးအသင်းတော်ပွဲနယ်ဆုံးကစားပြီးပေးကူးမရှိပွဲ90ပြည့်သွားသူဖြစ်ပါတမိုင်းမော်ကုန်ရေးထိုးလိုက်ပါပြီ1903ခုနှစ်ကဒီလိုရှစ်ပွဲဆက်ပေးကူးမရှိအနိုင်ကစားခဲ့တဲ့အာဆနယ်အသင်းဂိုးသမားဂျင်မီအက်ခရော့ခါ 1900ပြည့်နှစ်နဲ့1900ခုနှစ်အထိအတင်းအတွက်303ပွဲကစားပေးခဲ့သူပါသူ့အတွက်ပေးကုန်မရှိပွဲ90ပြည့်ဖို့114ပွဲကစားခဲ့ရတယ်ဒေးဗစ်ရာကတော့ပွဲ130ပဲကစားရသေးပြီးပေးကုန်မရှိပွဲ90ပြည့်သွားလို့အမြန်ဆုံးပွဲ90ပေးကုန်မရှိဆန်းနိုင်တဲ့အာဆင်နယ်ကုသမားအဖြစ်အမိုင်းမော်ကုန်ထိုးလိုက်ပါပြီအက်ခရော့တော့ကဒုတိယတန်းပါစမြန်နာကိုတက်ကစားပြီးနောက်ပေးကုန်မရှိပွဲအများဆုံးကစားနိုင်ခဲ့တဲ့အာဆင်နယ်ဂိုးသမားတွေကိုပြန်ကြည့်ရင်6ပွဲတည်းမပူခဲ့ကြဘူး ထောင်ကွာ၄၀ခုအောက်တိုဘာတော့ကဂျော့စ်ဖြစ်တယ်။ထောင်ကွာ၅၆ဧပြီလဂျက်ကယ်စီ။ထောင်ကွာ၉၀နိုဝင်ဘာလဒေးဗစ်စီမန်။ထောင်ကွာ၉၈မတ်လတော့ကအဲလက်စ်မန်နေဂါတို့၆ပွဲဆက်ပေးကုန်မရှိနိုင်ခဲ့တာလောက်ပဲရှိခဲ့တယ်။ဒီပြအာဒီတာကဒီလောက်စံချိန်နေနဲ့မြည်ရသေးပဲနဲ့စံချိန်တွေဆက်ချိုးမယ်လို့ဆန်နာလန်နဲ့ပွဲမတန်ရင်ကြုံရထားပါပြီ။အရင်ကအာဆင်နယ်သမိုင်းမှာလက်ရှိ၁၀ပွဲဆက်အနိုင်ထက်ပိုနိုင်ပွဲဆက်ထားတဲ့အချိန်က၅ချိန်မျိုးရှိပါတယ်။၂၀၁၈ဩဂုတ်လကနေအော်တိုဝါအထိမှာ တ်ပွဲဆက်နိုင်ခဲ့တယ်။2000ခုဩဂုတ်ကနေအော်တိုဘာလာတွင်12ပွဲဆက်2000ပြည့်နှစ်မတ်လကနေလီလာတွင်12ပွဲဆက်နိုင်2000ခုနှစ်မတ်လကနေဩဂုတ်လတွင်13ပွဲဆက်နိုင်1989စက်တင်ဘာကနေနိုဝင်ဘာလတွင်နီးမြဂရီဟန်လက်ထက်ပွဲဆက်အများဆုံးနိုင်မှုဖြစ်14ပွဲဆက်နိုင်ထားတာအမြင့်ဆုံးစံချိန်ပါဒါကြောင့်နောက်ထပ်၅ပွဲဆက်နိုင်ရင်အာတီတာဟာနီးပြဂရီဟန်ရဲ့အသင်းနိုင်ပွဲဆက်အများဆုံးစံချိန်ဟောင်းကိုပါချိုးဖြက်ပြီးစံချိန်သစ်တင်နိုင်ပါပြီ။ နောက်ဆုံးမိတ်အနေနဲ့ဒီနေ့အာဆင်နယ်ကိုကလစ်ရှိပြင်းများလို့တင်စားရတာကအသင်းလုံးလောအောင်တော့ပေးကိုမရှိတာကိုညွှန်းဆိုတာပါဒီတဲကထူကယ်ပြီးချီးကျူးရမယ့်ရွှေလက်ပန်ရှင်ကတော့ဂိုးသမားရာလာပါပဲဘာစီလိုနာမျိုးဘွားစပိန်သားဆိုပေမဲ့ငငယ်ကပူဆယ်ပွဲတွေမှာဂိုးသမားဖြစ်ရောစီရန်ကစားသမားဖြစ်ပါကစားခဲ့သူ professional ဘောလုံးသမားဘွားကြတော့2012ဇူလိုင်မှာဘလဘန်ရိုဘာမှာစကစားတယ်ဘလဘန်အကယ်ဒမီထွက်အဖြစ်ပေါ့အဲ့ဒီကမှအောက်တန်းလိအသင်းနေစီငှားသွားကစားလိုက် လက်ပန်းကိုပြန်လာကစားလိုက်နဲ့2016စက္ကွန်ရာသီကုန်လီဝမ်းကိုတန်တက်မှဦးစားပေးကိုသွားနေရရခဲ့တယ်2019မှာဘရန့်ဖို့ကို၄နှစ်စာချုပ်နဲ့ပြောင်းသွားတယ်အဲ့ဒီမှာအခုထိအာဆင်နယ်ကိုပါလာတဲ့ဂိုးနီးပြအင်နာကီကန်ညာနဲ့ဆက်လက်တွဲပြီးကိုသွားတယောက်ရဲ့ကစားပုံနဲ့ခံယူချက်ပြောင်းသွားတယ်လို့အင်တာဗျူးမှာပြောသွားတယ်လက်ပန်းမှာဂိုးစီးတဲ့ကထွက်ဖန်ခဲ့တယ်စစ်ထွက်မဖမ်းပဲဝင်လာတဲ့ဘောလုံးတွေကိုကာကွယ်တာလောက်တိတဲ့ဂိုးသမားအဖြစ်ကနေဘရန့်ဖို့မှာအီနာကီကန်ညာနဲ့တွေ့တော့ဟိုင်လိုင်းဒီဖ ens ကစားပုံမှာ လိုက်နိုင်သမျှရှေ့ထွက်လိုက်တယ်။တစ်ဖက်ကတံမြန်တိုက်စစ်တွေမှာခန်းစစ်စုံကရှစ်တက်ဖိကစားလုံးနဲ့ Highland Defense စနစ်ကြောင့်ပေါက်ထွက်လာရင်အမြန်ဆုံးရှေ့ထွက်ပြီးဥအောင်ဖျက်ထုတ်ဖို့တာဝန်ကိုလည်းယာရာယူတယ်။ဘောလုံးကန်ကစားပြီးနောက်တန်းမှာအသင်းပေါ်တွေနဲ့လက်ပလုံးကြားလူပေးမှုတွေလည်းအများကြီးလုပ်ပြီးမျှခေါ်ကစားလာတယ်။မြင်နာနဲ့တိုက်စစ်တွေကိုရဖို့အတွက်အကွက်မြင်နာနဲ့ဖန်ပြီးပေးဖို့အထိတက်ကစားသူဖြစ်အသွင်ပြောင်းသွားတာ။ဘူနီပြအင်နာဂီကညာတင်ပေးမှုကြောင့်လို့ဒါရာပြောသွားတာပါ။ ။အာဒီဒါလည်းတိတ်ကြိုက်တဲ့တယောက်ပူတာရနိုင်တဲ့ကစားဟန်ကိုဒါရာကအကောင်းဆုံးပုံပုံရင်းဒီကနေ့အာဆင်နယ်ဟာကလင်းရှိဘီင်ကြီးများလို့ခေါ်ခံရတဲ့အသင်းဖြစ်လာရတာပါပဲ။ကျွယ်လွန်းကျင်တာတော့မဟုတ်ပေမဲ့ပြောရရှိကပြောရမည်ဆိုလိုပေါ့ဗျာ။